ပိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Audio ဘူ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဖက်ပြမယ်အကြောင်းအရာလေးကတော့မြမရာဇဝင်တမိုင်းနေရီယာမှာထင်ရှားကြော်ကြခဲ့တဲ့အနွယ်ထာမင်းရဲ့အကြောင်းကိုဖက်ပြပေးမှာပဲဖြစ်ပါတယ်ရှင်အနွယ်ထာမင်းစိုးဟူရီလဲတွင်ပါသည် အနွေထားမင်းသည်ပထမမြန်မာမွန်ပြူနိုင်ငံတော်ကြီးကိုစတင်တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ပကံမင်း50 50နဲ့40 20မြောက်မင်းလည်းဖြစ်ပါတယ်။ပကံဘီရင်ကွန်းစော်ကြောင်ပြူမင်းနဲ့မိဖုရားမြောက်ပြင်းသည်တို့မှာတက္ကရာ386ခုနှစ်တွင် ဖွားမြင်သောတားတော်ဖြစ်ပါတယ်။အရေးကြီးသောဝါဒနှိမ်နှင်း၍ ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစီခဲ့ပါတယ်။စေမြောင်းကံဆောင်တို့တိဆောက်ရာနိုင်ငံတော်ဤစည်းပွားရေးအုတ်ချုပ်ရေးနှင့်ကာကွယ်ရေးစနစ်ကို စနစ်တကျဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။ ပကံဒေတာမှာယနေ့တိုင် တွေ့မြင်နိုင်သေးတဲ့ဖရာပထိုးစေရီများရဲ့တမိုင်းမျက်နှာအစကို ရှင်အရဟံနဲ့လက်တွဲကဖွင့်လက်ခဲ့သူသို့မဟုတ်ထေရဝါဒဗုဒ္ဓဘာသာကိုမြမပြီးအလဲပိုင်းဒေတာတွင် ပြန်ပွားစီပင်စေခဲ့သူဖြစ်ပါတယ်။အနောယထာသည်ကွန်းစော်ကြောင့်ဖြူမင်းနဲ့မြောက်ပြင်းသည်မိဖုရားမှမွေးဖားသော တာတော်ဖြစ်ပါတယ်။ဖွားမြင်ပြီးနောက်တင်ဆိုးမင်းကတိနှံအစဉ်အလာမပြတ်အနုရာဒရွာကို စားစီဟုချီးမြှင့်ခဲ့ပါတယ်။ထို့ကြောင့်အနုရာဒရွာစားမင်းသားဟုခေါ်တွင်ခဲ့ပါတယ်။အနောယထာမင်းတိနှံရရှိပုံကုန်းစော်ကြောင့်ပြုမင်းကိုတားတော်နှစ်ပါဖြစ်သည်။ ကျင်စိုးနှင့်စုပ်ကတိတို့ကအကောက်ကြံကနန်းချပြီးကျင်စိုးမိသားကနန်းတက်ခဲ့ပါတယ်။၆နှစ်အကြာတွင်ညီတော်စုကတိကလှုပ်ကြံခဲ့သဖြင့်ကျင်စိုးမင်းလွန်ပြီးနောက်စုကတိမင်းထိနှံပြုနေခဲ့ပါတယ်။စုကတိမင်းသည် အဖေတူအမေခွဲဖြစ်သော အနောယထာအိမ်မေတော်ကိုမိဖုရားအဖြစ်တင်ပိုက်ခဲ့ပါတယ်။ထိုစဉ်ကစုကတိမင်းသည် အနောယထာညီသားနောင်မဲဟုခေါ်ပါတယ်ညီသားနောင်မဲဤဆိုလိုရင်းအတိတ်ပဲမှာညီလေးညီသားလေးသားဟုသောအတိတ်ပဲမျိုးဖြစ်ပါတယ်အနောယထာရဲ့မွေးမိခင်မြောက်ပြင်းသည်မိဖုရားကိုစုတ်ကတိကမိဖုရားမြောက်လို့သည်ဟု ဆိုလိုရင်း ဖြစ်ပါတယ်ထိုစကားရဲ့မှာမြမသမိုင်းတွင်သမိုင်းတွင်ခဲ့ရလေတယ် စုတ်ကြေးဤမိခင် အလဲပြင်းသည်မိဖုရားနှင့် အနွယ်ထားဤမိခင်မြောက်ပြင်းသည်မိဖုရားတို့မှညီအမဖြေရာအနွယ်ထားဤမိခင်မှာစုတ်ကြေးဤမိတွင်တော်ပါれထိုစကားကိုအနွယ်ထားသိရတဲ့အခါစုတ်ကြေးမိအမကြီးမနှက်ဖြစ်ကနန်းတော်မှထွက်ပြီးပုပ်ပားအရက်သို့ရှောင်းတိန်လေတော်တယ်အနွယ်ထားသည်စစ်တရန်လူသူစုဆောင်ခဲ့ပါတယ် ပကံကိုပြန်လည်သိမ့်ပိုက်ရင်ချီတက်လာပြီးရင်နောက်စစ်ဖြစ်လျင် လူအများပြားတေကြီးပျက်စီးမည်ကိုမလိုလားသဖြင့်နှောင်းတော်စုကတိမင်းနှင့် မြင်းကပါအရက်တွင်တဦးချင်းစီးချင်းထိုးခဲ့ကြပါသည်။နောက်ဆုံးတွင်အနောယထာအနိုင်ရရှိပြီးပကံတွင်မင်းဖြစ်လာခဲ့ပါသည်။အဆုလိုက်အပြုံလိုက်တက်ဖြတ်ချင်း အနှောယချာလက်ထက်တွင်ထူးခြားသောနမိတ်တစ်ခုတွေ့သည်ဖြင့်သူဤဘရော့ဟိပေရင်ဆရာများဖြစ်သောဟူယားဖြူဟူယားညူတို့ကိုမေးမြန်းရာနောင်တွင်ပေါ်မိမင်းလောင်သည်ယခုပရိသေတည်နေပြီဟုနမိတ်ဖျက်ပြကြပါသည်အနောယထာသည် သူဤဌိနှံကိုမစွန့်ကြသည်ဖြင့်ကိုဝန်ဆောင်မိမအလုံးကိုသက်စေတယ် ထိုနောက်ကာလအတန်ကြာတွင်တတိယသဖြင့်ပရောဟိတုအားထက်၍မိမြန်ရာပရောဟိတုကယခုလျှင်နုစုအရွယ်ရှိနေပြီဟု ဆိုပြန်သဖြင့်နုစုအရွယ်ခလေးအလုံးကိုသက်စီခဲ့ပါတယ်ပရောဟိတကို နောက်တစ်ချိန်တွင်ထက်၍မေးမြန်းရာယခုနွားចောင်းသားအရွယ်ရှိနေပြီဟုဆိုသည်ဖြင့်နွားចောင်းသားအရွယ်အလုံးကိုတက်စီခဲ့ပါသည် နောင်နှစ်အတန်ကြာတွင်ချက်၍မိသောအခါယခုယဟန်ပြုနေပြီးအကယ်၍နန်းတော်တွင်သို့ဆွန့်ဖိတ်ကျွေးပြီးနန်းသုံးခရဖြင့်ရေတိုက်ပါက အာဂရင်းမှဆက်ရောက်ထွက်တော်သူသည်မေးလောင်းဖြစ်သည်ဟု ဆိုကြပါသည်ထိုကြောင့်နန်းတော်သို့ရဟန်းတော်များကိုပင်ဖိတ်၍ဆုံးကျွေးသောအခါဆက်ရောင်ထွက်သူကို တွေ့ရလေတဲ့ ထို့အခါအနော်ရထားကဟူးယားဖြူနှင့်ဟူးယားညူတို့အားဤသူသည်ငါဤထီးနှံကိုသိမ့်ပိုက်မဲ့သူလားဟု မေးတဲ့အခါမှာဟူးယားတို့ကမဟုတ်နောင်မင်းဆက်တဆက်ကျော်မှမင်းဖြစ်မည်သူဖြစ်သည်ဟုဆိုသည်ဖြင့်အနော်ရထားသည်ငါထီးနှံကို လူယူမည်သူထင်သည်ဖြင့်မဆိုင်သော လူများစွာကို အကြောင်းမဲ့တပြက်မိလိမ့်ဟုနောင်ကြရခဲ့ပါသည် ၎င်းမှာစံစစ်သားဖြစ်ပါတယ်။သာသနာအကျိုးဆောင်မင်းမြန်အနောယထာမင်းနန်းသက်စရင် ပကံပြီးနိုင်ဖရာတရားတန်ကယတနာ၃ပါးကို၎င်းလောကနာထာကို၎င်း ပြမပိတ်တနိုးပရိမေသွားတို့ကို၎င်းနှစ်တကားနှင့်အရေးကြီးတို့ကို၎င်းအလုံးစုံကိုရောနှောရောင်မာ၍၎င်းကိုးခွေနေကြလေသည်ထို့အခါရှင်သေးမှုသည်မတတ်မရှင်းဖြစ်နေလေသည်အနွယ်ထာမင်းသည်သောအယူဝါဒများကိုမနှစ်သက်သဖြင့်မှန်သောတရားကိုသာတောင်းတနေ gain ကြောလေသောမုဆူတယောက်သည် တော်ရဲမှာထူးဆန်းသောအဝတ်အစားနှင့် ပုံတံရှိသည့်လူတအူးကိုတွေ့မြင်သဖြင့်စူးစမ်းရာရှဟန်းဖြစ်ကြောင်းသိရသဖြင့်ဘယင်ကို အကြောင်းကြားလေသည်အနောယထာဘယင်လက်ထက်တွင်ချိုယဟန်းမှာရှင်အရဟံဖြစ်သည်အနောယထာသည်ယဟန်း၏အဆုံးအမကို ခံယူပြီးလျှင်ထေရဝါဒဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့သည် တထုံပြီးမှာမတ္တတိမီသောယဟန်တော်ရှင်အရဟံသည်ပကံတို့ရောက်လာ၍ဟောပြောသဖြင့်မင်းနှင့်တကွာတပီလုံးဗုဒ္ဓအယူဝါဒတည်ကြသည်ဗုဒ္ဓအယူဝါဒတည်တံ့ပြန်ပွားချုံးကားကြီးအတွင်အနောယထာမင်းသည် အာထုတ်တော်မူပြန်သည် တို့အချင်းတွင်တထုံပြီးမနူဟာမင်းမကုတာ၌ပြီးနှက်ကတော်အစုံ30ရှိသည်ဟုကြားသိပြန်ရာလက်ဆောင်များနှင့်တကားလိမ်မာသောအမတ်တယောက်ကိုတထုံပြီးသို့လွှတ်၍တောင်းစီသည်အနော်ရထားသည်သူနာဘူမိယခုတထုံနေရာတွင်ပြီးနှက်ကသုံးပုံရှိကြောင်းကြားသိရသဖြင့်တန်တမန်လွှတ်၍တောင်းခံစီသည် တထုံမင်းသည်မစင်စင်ပဲမချီမငန်သောစကားကိုဆိုလိုက်ရာအနှော်ရထားမင်းသည်490တခုနှင့်တွင်စစ်စီပေါ်ပါအလုံးအရင်နှင့်ချီ၍တိုက်ခိုက်သိမ့်ပိုက်ခဲ့ပါသည်စစ်အောင်နိုင်သောအခါဘီးနကတ်တော်အစုံ30ကိုပင်ဆောင်လေသည်အမှုပညာသည်လက်မှုပညာသည်များကိုလည်းယူလေသည်တထုံပြီကိုလည်းတနေနာရီအထိသိမ့်သွင်းလေသည် မနူဟာမင်းကိုလည်းပကံသူတပါတဲ့ခေါ်ဆောင်ခဲ့ပါသည်မြင်းကပါအရက်တွင်တတိတနံထားရှိလေသည်သူအခါမှစ၍အနောယထာမင်းသည်ပကံပြီရှိယဟန်များအားဖျားရှင်ဤပြီးနကတော်အစစ်ကိုတင် जा စီလေသည် တင်ကြားစီနိုင်စိန်တော်ကပြီးနှက်တော်တို့ကို မိုးအခေယမှမြမအခေယတို့ပြန်စီပြီးလျင်ပကံမျိုးတွင်တို့ပြီးနှက်တိုက်တော်ကို ဆောင်၍လူတန်းလေသည်တို့ပြီးနှက်တိုက်သည်ယခုတိုင် ပကံမျိုးဟောင်း၌ရှိလေသည် ဤသို့ဖြင့်မြန်မာနိုင်ငံဟု၎င်းမြန်မာနိုင်ငံရင်ကျေးမှုဟု၎င်းခေါ်နိုင်သောပကံပြည်နှင့်ပကံရင်ကျေးမှုတို့သည်အနောယထာမိနှင့်ရှင်အရဟံတို့၏ဉာဏ်ပညာလုံးလာတို့ကြောင့်တည်တောင်စုတမိုင်းတွင် ပထမအကျဉ်းကျေပြန့်၍စီးလုံးသောဘဝကိုရလာလေသည်တို့အခါကရခိုင်ပြည်ဤမြို့တော်မှာစစ်တွေနဲ့ရှိ ပြင်စာမျိုးဖြစ်လေသည် ထိုစစ်ပွဲတွင်မြမာတို့ကအနိုင်ရသဖြင့်ရခိုင်ပြည်မြောက်ပိုင်းသည်ပကံခိတလျှောက်လုံးမြမလက်အောက်ခံနိုင်ငံတစ်ခု ဖြစ်လာခဲ့လေသည်ရခိုင်ပြည်ရာဇဝင်၌ရခိုင်ပြည်မြောက်ပိုင်းကိုအနှွေထားသောတိုက်ခိုက်သိမ်းယူကြောင်းနှင့်ဆိုရရင်ပြူကိုးသောနှင့်ပြူမင်းလာသည်ဟု ဖြစ်လေသည်မီဒီယာကြီးပြူတော်မူခဲ့သော ကောင်းမှုတော်တို့ကများပြားလှစွာ၏ ရွှေစည်းကုန်ဖျားရွှေရင်မျိုးဖျား ရှမ်းပြည်ညောင်ရွှေမျိုးရှိပေါ်ရီသက်ဖျားတန့်ကြီးတောင်ဖျားမန္တလေးတောင် ရွှေကျက်ရဲ့ရွှေကျက်ကြတောင်များပေါ်ရှိဖျားများတောင်ပြုံးမှာစူတောင်းပြည့်ဖျားမြင်းကပါဖျားစသည်တို့ဖြစ်လေသည် လဲဝင်ယူတဲ့တညံညံပကံဖျားပေါင်းမှု၍အရင်အတွက်သက်မှတ်ပြဆိုသောစာစုစကားကျန်ရင်လောက်အောင်သာသနာအဆောက်အဦဖျားပထိုးများတီထားကိုွယ်ကလေးသည်ထို့နောက်အနောယထာသည်တနိုင်ငံလုံးနေရှိသည့်တန်ထွေအယူဝါဒနှင့် အရေးကြီးတို့ကိုနှိမ်နှင်းကလေးသည် အနွယ်ထားဘရင်သည်မြောက်ဖက်နှင့်အရှိဘက်ရှမ်းနယ်များနှင့် ရှမ်းလူမျိုးများအားစီယုံသိမ့်သွင်းပြီးနောက်တောင်ဘက်ရှိ မိုးနေများနှင့် ပိုလူမျိုးများအားဆက်လက်သိမ့်သွင်းခြင်းပြုပါသည်ထို့နောက်အင်ဒိုချိုင်းနာကျိုးဆွယ်နှင့် မာလာယူကျိုးဆွယ်ကြီးများအားစိုးပိုင်သည့်ကမ်ဘောဇာနိုင်ငံသို့တွားရောက်ခဲ့ပါသည် ပဲကြောင့်ဆိုတော့သူအချင်းကကံမောစာနိုင်ငံအကြရှိမွန်ပြည်နယ်နှင့်မွန်လူမျိုးများအထူးသဖြင့်တနင်္လာရီကံယူရန်ဒေတာအားကံမောစာဘရင်များက၎င်းတို့၏လက်အောက်ခံပနာဆက်ပြည်နယ်များအဖြစ်သဘောထားကဆက်သွယ်နေသောကြောင့်ဖြစ်ပါသည်အနောရထားပြီးကံမောစနိုင်ငံသို့တောရောက်ခဲ့ဒီမှာအအောင်မြင်မြင်ရှိခဲ့ကြောင်းသိရသည် အပေချောင်းဆိုသောပကံခိတလျှောက်လုံးကံဘောဇာပရင်များမှဝင်ရောက်ဆွတ်ဖက်ခြင်းမတွေ့ရှိရသောကြောင့်ဖြစ်ပါသည်ဘိတ္တများရှင်ယခုဖပြခဲ့သောအကြောင်းညာလေးကတော့မြမသမိုင်းမှာထင်ရှားခဲ့တဲ့အနှောယထာမင်းရဲ့အကြောင်းကိုဖပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်လာမယ့ စီစဉ်လေးတွေမှာလည်းဘလို့စောက်အုပ်ကလေးတွေဖက်ပြအောင်မလဲဆိုတာစောက်မျောဖျူအားပေးကြပါအောင်ရှင်အားပေးသူတဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်